မင်္ဂလာပါခင်ဗျရှေကိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြည်တော်အပအဝင်နိုင်ငံတော်ဆန္ဒမဲ့ပေးနိုင်တဲ့အသက်18နှစ်နဲ့အထက်လူငယ်တွေဟာခရီးလုံပျောက်ဆုံးဆိုတဲ့စည်ရင်တွေပဲညနေပြီးမြို့လယ်နှစ်ခုတည်းမှာတည်းလူကြီးနှစ်ပေါင်းခွဲကျော်ခရီးလုံပျောက်ဆုံးစည်ရင်ဝင်နေကြတယ်ဆိုပါတယ်ဒီနယ်လေးတင်ပိုက်ထားတဲ့ကြောင်မဲနဲ့တီဘောမျိုးနယ်တွင်မှာစစ်တပ်လက်အောက်ခံစာရဖတ်နဲ့တည်င်းပေး၁၀ဦးကျော်ကိုဖမ်းဆီးရရှိထားပြီးသူတို့ဟာ တောင်းစားတဲ့သူတွေပုံစံတထေးပုံစံခီးသွားပုံစံအမျိုးမျိုးနဲ့အယောင်ဆောင်ပြီးတည်င်းရယူသူတွေဖြစ်တယ်လို့ TNL ကတရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြည်တော်အပါဝဲနိုင်ငံတော်ဆန္ဒမဲပေးနိုင်တဲ့အသက်၁၈နှစ်နဲ့အထက်လူငယ်တွေဟာခရီးလုံပျောက်ဆုံးဆိုတဲ့စရင်တွေပဲများနေပြီး မြို့နယ်နှစ်ခုတည်းမှာတင်လူရေ2000ကျော်ခီးလုံးပျောက်ဆုံးစည်ရင်ဝင်နေကြတယ်လို့စစ်တပ်အောက်ခံလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ဌာနတွင်တင်ပြစာတွေအရသိရပါတယ်လက်ရှိအကြံဖက်စစ်တပ်အောက်ခံလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဦးစီးဌာနကနေဆန္ဒမဲ့ပေးဖို့အကြုံးဝင်တဲ့အသက်16နှစ်နဲ့အထက်လူငယ်တွေစည်ရင်ကိုမြို့နယ်ထွေအုပ်နဲ့လက်ဝက်ကတွေကနေအပတ်စဉ်စီစစ်နေတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစီစစ်တဲ့အချိန် နေပြီးတော့ကောင်းစီနေမြေအတွင်းကရှစ်မြို့နေမှာတဲ့အသက်၁၈နှစ်နဲ့အထက်လူငယ်တွေဟာခရီးလွန်ပျောက်ဆုံးဆိုတဲ့စာရင်းတွေသာများနေတယ်လို့ဌာနတွင်တင်ပြစာတဲမှာကိုဖော်ပြထားပါတယ်။နေပြီးတော့ကောင်းစီမြို့နယ်ဖြစ်တဲ့ဇဘူတီရီမြို့နယ်နဲ့ပြင်မနာမြို့နယ်နှစ်ခုတည်းမှာတဲ့ဆန္ဒမဲ့ပေးနိုင်တဲ့လူကြီးနှစ်ပေါင်းကျော်ကျော်ဟာခရီးလွန်ပျောက်ဆုံးဆိုတဲ့စာရင်းတွေဖြစ်နေပြီးကျန်တဲ့မြို့နယ်တွေမှာလည်းလူကြီးထောင်ကနန်းကနေတောင်ကနန်းလောက်အထိရရှိတဲ့လူငယ်တွေဟာစာရင်းသာရှိပြီး လက်တွေ့မှာလူနေထိုင်မှုမရှိပဲခရီးလုံပျောက်ဆုံးစရင်တွေသာများနေတယ်လို့စစ်တလောက်ခံလူဝမှုကြီးကြပ်ရေးဝင်ကြီးဌာနရဲ့ဌာနတွင်တင်ပြစာမှာဖော်ပြထားပါတယ်အဲ့ဒီအတွက်စစ်ကော်မရှင်တိုင်းအဆင့်ခရိုင်အဆင့်နဲ့မြို့နယ်အဆင့်တွေဟာရက်ွက်ဂျေးရွာတွေနဲ့ချိတ်ဆက်ပြီးခရီးလုံပျောက်ဆုံးစရင်အခြေအနေတွေကိုစီစစ်ပြီးတော့ပြန်လဲတင်ပြခိုင်းတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်တစ်ဖက်မှာလေအကြံဖတ်စစ်တပ်ကသူတို့ရဲ့အတူရောင်းရွေးကောက်ပွဲအတွက် ညည့်စုံခွာစစ်ဘေးရှောင်ပြည်သူတွေကိုမူလနေထိုင်ရာမြို့နယ်တွေအတွက်ဆိုပြီးအတင်းအကျပ်မဲပေးခိုင်းနေသလိုအဲ့ဒီစစ်ဘေးရှောင်တွေအနေနဲ့ကြိုတင်မဲပေးတာတွေကိုနိုဝင်ဘာလ25ရက်နေ့ကနေ26ရက်နေ့အတွင်းပေးရမယ်ဆိုပြီးတော့ပါစစ်ကော်မရှင်အဖွဲ့ခွဲတွေကသက်ဆိုင်ရာမြို့နယ်တွေမှာဖိအားပေးနေကြပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ DNA နဲ့တင်ပိုက်ထားတဲ့ကြောင်မဲနဲ့တီပေါ်မြို့နယ်တွေမှာ စစ်တပ်လက်အောက်ခံစာရဖတ်နဲ့တရင်ပေး10ဦးကျော်ကိုဖမ်းဆီးရရှိထားပြီးသူတို့ဟာတောင်းစားတဲ့သူပုံစံတတိပုံစံခီးသွွားပုံစံအမျိုးမျိုးနဲ့အယောင်ဆောင်ပြီးတော့တရင်ရယူသူတွေဖြစ်တယ်လို့ TNL ကတရားဝင်ထုတ်ပြန်ထားပါတယ်လက်ရှိ TNL တင်ပိုက်ထားတဲ့ကြောက်မဲနဲ့တီဘောမျိုးနဲ့တွေမှာ DNA ရဲ့တပ်ဖွဲ့နဲ့ဌာနဆိုင်ရာတွေပူးပေါင်းပြီးရှောင်းတခင်စစ်ဆေးမှုတွေလုပ်တဲ့အချိန် အဲ့ဒီစစ်တလောက်ခန်ဆိုင်ရဖတ်နဲ့တင်းပေးစေဥကြုံကိုဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိလာရှိုးမြို့ပေါ်မှာအထိုင်ချထားတဲ့စစ်တပ်ကအဲ့ဒီကနေ TNL အုပ်ချုပ်တဲ့မြို့နယ်တွေအတွင်းကိုတင်းရယူဖို့သူတို့စစ်တပ်ကလူတွေကိုတောင်းစားတဲ့သူတွေပုံစံတထေးပုံစံခီးသွားပုံစံစတဲ့ပုံစံအမျိုးမျိုးနဲ့အယောင်ဆောင်ခိုင်းပြီးစေလွတ်ထားတယ်လို့အဲ့ဒီသူတွေရဲ့တင်းပေးမှုတွေနဲ့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့လည်း TNL ရဲ့ထုတ်ပြန်ချက်ထဲမှာဆူထားပါတယ် အဲ့ဒီစစ်တလောက်ခန်းစားဖားနဲ့တရင်ပိအချင်းချင်းဆက်သွယ်မှုပြုလုပ်ရမှာလေလဟန်အမှုရာလပိရေးဆိုင်လမ်းပိကွန်ရဆိုင်နဲ့လူရှင်းတဲ့နေရာတွေမှာလူချင်းတွေ့ပြီးတဦးနဲ့တဦးတရင်ပိတာတွေစစ်တကူအွန်လိုင်းကနေတရင်ပိတာတွေပြုလုပ်နေကြတာဖြစ်တယ်လို့လေ TNL ကဆိုထားပါလေလက်ရှိမှာတော့ကြောင်မဲနဲ့တီဘောမျိုးနယ်တွေမှာစစ်တလောက်ခန်းစားရဖားနဲ့တရင်ပိစေဦးကျော်ကို TNL ကဖမ်းဆီးရရှိထားပြီးအဲ့ဒီသူတွေကိုကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားသလိုစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လေ TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျ ဖက်မှာတော့ရုရှားရောက်အကြမ်းဖက်မင်းအွန်လိုင်းက Nova Civic မြို့အုပ်ချုပ်ရေးမှုကိုလက်ဖက်တုံးနဲ့ငတ်တလောက်ပေါင်းသွားကြွေးပြီးလက်ဖက်ရည်ပါသွားတိုက်ခဲ့တဲ့အကြောင်းကိုစစ်တပ်ကပဲသတင်းထုတ်ပြန်လာပါတယ်။ဒါကတော့စက်တင်ဘာလ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်နေတဲ့အကြမ်းဖက်မင်းအွန်လိုင်းက Nova Civic မြို့မှာခရီးတစ်ထောက်အဖြစ်ခဏရန်နာခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန် Japan Main Online ကအဲ့ Nova Civic မြို့အုပ်ချုပ်ရင်းမှုကိုလက်ဖက်သုံးနဲ့ငတ်တလောက်ပေါင်းတွားကြွေးပြီးလက်ဖက်ရည်ပါတွားတိုက်ခဲ့တဲ့အကြောင်းကိုစစ်တပ်ကပဲသတင်းထုတ်ပြန်လာတာပါအဲ့ဒီမြန်မာရိုးရအစအစလက်ဖက်သုံးလက်ဖက်ရည်နဲ့အသင့်ချက်ပြုတ်လာတဲ့ငတ်တလောက်ပေါင်းတို့ကိုအ Japan Main Online ကတဲခင်းဧကန်တဲ့အချိန်မှာလေ နိုဗာစီဗစ်ဒေတာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်တွေကမြင်ရင်ရှက်ရည်သုံးဆွဲခဲ့ကြတဲ့အကြောင်းနဲ့မင်းအွန်လိုင်းကိုတိုင်းမြမရိုးရာအစတောက်ဖြစ်တဲ့အကြောင်းကိုပါရှင်းပြခဲ့တယ်ဆိုပြီးတော့စစ်တပ်ကတည်င်းထုတ်ပြန်ထားပြမှာတယ်အချက်ဖမဲအွန်လိုင်းကတော့လက်ရှိရုရှားနိုင်ငံမော်စကိုမြို့မှာစက်တင်ဘာလ25ရက်နေ့ကနေ28ရက်နေ့အထိပြုလုပ်မဲ့ကမ္ဘာအနုမျိုးတည်င်းပတ်ဖိုရမ်အခမ်းအနားကိုတက်ဖို့တွားရောက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖက်မှာတော့ကရင်ပြည်နယ်မြဝတီမြို့နယ်၄ကီကောဒေသကတိုက်ပွဲအတွင်းမြန်မာဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံဘက်အချမ်းကိုကြက်ရောက်ပောက်ကွဲပြီးတဲ့နောက်ထိုင်းစစ်တပ်ကနေဆက်မှာလုံခြုံရေးတိုးမြင့်ထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါကတော့စက်တင်ဘာလ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြဝတီမြို့နယ်၄ကီကောဒေသမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးအဲ့ဒီတိုက်ပွဲတွေကနေမြန်မာဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောက်မြို့နယ်အတွင်းကိုကြက်ရောက်ပောက်ကွဲမှုရှိခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုကြောက်ရွံ့ပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိပေမဲ့ထိုင်းနိုင်ငံကတော့မြန်မာဘက်ကိုတရားဝင်ကန့်ကွက်လွှာပေးပို့ထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီလိုကန့်ကွက်လွှာပေးပို့ပြီးတဲ့နောက်ထိုင်းစစ်တပ်ကထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးမှာကင်းလဲ့ဓာတ်တွေနဲ့လုံခြုံရေးတိုးမြင့်မှုတွေကိုလှုပ်ဆောင်နေပြီးထိုင်းဘက်အချက်မှာ24နာရီလုံခြုံရေးတိုးမြင့်လိုက်တယ်လို့သိရပါတယ်။တစ်ဖက်မှာတော့စက်တင်ဘာလ20ရက်နေ့ကစပြီးအချက်ဖက်စစ်တပ်ကမြောက်ရီမြို့နယ်၄ကီကောဒေတာကူလေချောင်းကရော့လက်နက်ကြီးနဲ့ရော့ပစ်ကူပေးပြီး မြေပြင်ကနေအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက် KNL ပူးပေါင်းတပ်တွေနဲ့နှစ်ဖက်အပြန့်အလန့်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပေါ်နေပြီးစစ်တပ်ကအဲ့ဒီတိုက်ပွဲတွေအတွင်းတေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတယ်လို့လည်းကရင်စည်ရေးတရင်ရှင်မိကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းကရန်ကုန်ပြည်လမ်းပိုင်းနဲ့စလင်းမြို့နယ်တွေမှာအကြံဖတ်စစ်တပ်က express ကားပေါ်လိုက်ပါလာတဲ့လူငယ်၁၀ဦးအပါအဝင်ပြည်သူ၁၂ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြပြန်တယ်လို့ ခီးသွားပြည်သူတွေနဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်စတေမလာ၁၈ရက်နေ့ကဆိုရင်ရန်ကုန်ပြည်လမ်းမိုက်အုပ်ဖို့မြို့နယ်အပိုင်းလက်ဥကုန်းလမ်းဆောင်မှာရန်ကုန်ကနေပြန်လာတဲ့ express ကားပေါ်လိုက်ပါလာသူလူငယ်ခွနအူကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်ဆိုပါတယ်ဒါပြင်အဲ့ဒီအချမ်းဖတ်စစ်တပ်ကပဲကဝေစုဂျေးရွာနေပြည်သူနှစ်ဦးကိုပါထပ်မံဖမ်းဆီးသွားပြီး အဲ့လိုဖန်စီခံရတဲ့လူငယ်တွေနဲ့ပြည်သူတွေကိုဘယ်နေရာခေါ်သွားမှန်းလည်းမသိရပဲမိသားစုတွေကဘယ်ကိုလိုက်ရမှန်းမသိဖြစ်နေတယ်လို့ခီးသွားပြည်သူတွေနဲ့ဒေတာကံတွေကပြောထားပါတယ်အလားတူ မကွေးတိုင်းစလင်းမြို့နယ်မှာလည်းစက်တင်ဘာလ24ရက်နေ့ကပဲအချက်ဖတ်စစ်တပ်ကစလင်းမြို့နယ်လက်ပတန်းလမ်းကွဲမှာနန်းထိုက်တော်ဝင် express ကားပေါ်လိုက်ပါလာတဲ့လူငယ်၃ဦးကိုကားပေါ်ကနေစင်ခိုင်းပြီးပေါ်တာဆွဲဖန်စီသွားကြတယ်လို့ဒေတာကံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတဖက်မှာတော့ မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောဆိုနေတဲ့စစ်တပ်ကပဲဘရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မှာရှိတဲ့ကော့ဒီဆိုင်ဖုန်ကြီးကျောင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ဖျက်ဆီးလိုက်ပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ23ရက်နေ့ကပဲကော့ဂရိတ်မြို့နယ်မှာရှိတဲ့ကော့ဒီဆိုင်ဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ကပစ်တဲ့လက်နက်ကြီးကြီးတွေဟာဖုန်ကြီးကျောင်းအတွင်းကြောက်ရောက်ပောက်ကွဲခဲ့ပြီး ဘုံကြီးចောင်းဆောင်တွေပျက်စီးထပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့အကျဉ်းဖတ်စစ်တပ်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောနေပြီမြေလက်တွေ့မှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဖျားဇေဒီတွေဘုံကြီးចောင်းတွေအပါဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေတာဖြစ်တယ်လို့လေဒေတာတွင်တရင်ရှိမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ လာအိုနိုင်ငံမှာမြန်မာနိုင်ငံသားလူငယ်အများအပြားအွန်လိုင်းငွေလိမ်ကြဖြတ်လုပ်ငန်းတွေစီလူကုန်ကူးခံရပြီးညှဉ်းပန်းနှိပ်စက်ခံရတယ်လို့လာအိုရောက်မြန်မာလူငယ်တချို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့မြန်မာနိုင်ငံတဝန်းကလူငယ်တွေဟာကာစီနိုလုပ်ငန်းတွေမှာအလုပ်ရမယ်ဆိုတဲ့အချက်နဲ့တချီလိမ်မြို့ကနေတဆင့်ဘွဲစားတွေကလာရောက်ခေါ်ဆောင်မှုကိုခံရပြီးအဲဒီကမှတရားမဝင်လမ်းကြောင်းကနေမဲခေါင်မြစ်ကိုဖြတ်ပြီးတော့ လာအိုနိုင်ငံတွေက online ငွေလိမ်ကြားပြတ်လုပ်ငန်းတွေစီအပုတ်ခံနေရတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိလာအိုနိုင်ငံကဘီယန်ဂျင်းမြို့မှာကြားပြတ်ငွေလိမ်လုပ်ငန်းအလုပ်ယုံတွေအမြောက်အများရှိနေပြီးအဲဒီနေရာတွေကိုမြန်မာလူငယ်အများပြားဟာဘွဲစားတွေရဲ့မလုံပေးလိမ်လည်ခေါ်ယူမှုတွေကနေတဆင့်လူကုန်ကူးခံရပြီးလာစဉ်အပုတ်ခံနေရတယ်လို့ဆိုပါတယ်။အဓိကအဲ့ဒီလိုကြားပြတ်ငွေလိမ်လုပ်ငန်းတွေစီမြန်မာလူငယ်အများပြားလူကုန်ကူးခံနေရတဲ့ဖြစ်စဉ်မှာ ဘွဲစားတွေအပြင်တာချီလိမ့်မြို့မှာရှိတဲ့မြန်မာလဝကရဲနဲ့စစ်သားတွေပါပါဝင်ပတ်သက်နေပြီးဘွဲစားတွေနဲ့ပေါင်းပြီးတော့ကိုယ့်ရဲ့မြန်မာနိုင်ငံသားတွေကိုသူတို့ကိုယ်တိုင်လူကုန်ကူးနေကြတာဖြစ်တယ်လို့လက်ရှိအဲ့ဒီလာအိုနိုင်ငံကကြက်ဖြက်ငွေလိန်ဂိုင်းတွေမှာအပုတ်ခံထားရတဲ့မြန်မာလူငယ်တွေဟာငွေလိန်ဓာတ်တွေကိုတတ်မှတ်ထားတဲ့အတိုင်းအတာမပြည့်ရင်ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့လာအိုရောက်မြန်မာလူငယ်တချို့ကပြောထားကြပါတယ်လက်ရှိအဲ့ဒီကြက်ဖြက်ငွေလိန်လုပ်ငန်းတွေမှာ တလကိုသူတို့သတ်မှတ်ထားတဲ့နှုတ်အရလူတစ်ယောက်ကိုဒေါ်လာ2000လိမ့်ခိုင်းပြီးဖောက်တယ်မရရင်တော့မိန်းကလေးရောရောကြားလေးရောညှိမှန်းနှိပ်စက်ခံရတဲ့အခြေအနေဖြစ်တယ်လို့လေအဲ့ဒီကြားဖြန့်လုပ်ငန်းမှာလူကုန်ကူးခံရတဲ့မြန်မာလူငယ်တဦးကပြောထားသလိုလက်ရှိလာအိုနိုင်ငံဘီယန်ချင်းကကြားဖြန့်ငွေလေလုပ်ငန်းတွေစီလူကုန်ကူးခံရတဲ့မြန်မာလူငယ်အရေအတွက်ဟာစုစုပေါင်းအယောက်9000ဝန်းကျင်ရှိတယ်လို့လည်းပြောထားပါတယ်လက်ရှိမြန်မာနိုင်ငံကကြားဖြန့်လုပ်ငန်းတွေနဲ့အဲ့ဒီလာအိုနိုင်ငံကကြားဖြန့်လုပ်ငန်းတွေဆိုတာဟာ မြန်မာအာဏာပိုင်တွေရောလာအိုအာဏာပိုင်တွေပါပါဝင် ပတ်သက်နေတဲ့လုပ်ငန်းဖြစ်ပြီးတခခုစစ်ဆေးရေးလုပ်မယ်ဆိုရင်လည်းတပ်ဆိုင်ရာရဲတွေအာဏာပိုင်တွေကအဲ့ဒီကြားဖြန့်ခေါင်းဆောင်တွေကိုခဏရှောင်ပေးဖို့ကြိုတင်အကြောင်းကြားတာတွေနဲ့အကုန်လုံးပေါင်းလုံနေကြတာဖြစ်တယ်လို့လာအိုကြားဖြန့်လုပ်ငန်းမှာလောက်ကိုင်းနေသူတို့ကရှင်ကုန်ခေတ်တကိုဆက်သွယ်ပြောဆိုထားပါတယ်လက်ရှိလာအိုနိုင်ငံကကြားပြန့်လုပ်ငန်းတွေဟာအရှိတောင်အာရှနိုင်ငံတွေအားလုံးကိုပြစ်မှတ်ထားလိမ်လည်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ Okay. Dakaraw